ငါတို့အလုံးအခုဘယ်လိုကြမှာလဲပြန်ပြေလွမြောက်ဖို့ဆိုတာငါတို့လည်းကြံစိုးပါ ड़ी ကွာအခုတော့ဒီကနေလွမြောက်ကြမှာမဟုတ်တော့ဘူးမင်းပါလို့ငါ့ကိုကြိုက်ရလေမင်းငါမိခင်စားမယ်ကဲကဲပါဦးငါ့ကိုမစားပါနဲ့ကုညီပါတခါတော့ကမိခွေးတကောင်ဟာပြေလွာဆော့ကစားရင်ရင်ငက်တာကြောင့်မြေကံပါစီကိုလာခဲ့ပြီး ရေကိုအပါတရားတောင်းနေပါတယ်အဲ့ဒီချိန်မှာတော့အပင်ပေါ်မှာလေလင်းယုံငက်တကောင်ရှိနေပါတယ် နီခွေးလေးကရေတောင်ရင် မတော်တဆချောင်းလေးတဲကိုပြုတ်ကျသွားခဲ့ပါရဲ့နီခွေးလေးလည်းအရန်ကိုကြောင်းလန့်သွားပြီးရှန်တန်ဖို့အတွက်အော်ဟစ်ကအကူညီတောင်းနေခဲ့ပါရဲ့ကူညီပါအောင်ကူညီကြပါအောင်လင်းယုံရက်ကလည်းမြေခွေးကိုကူညီဖို့အတွက်နင်းနိုင်တလောက်နေအောင်ပြန်သွားလိုက်ပြီးတက်ကင်တစ်ခုကိုရေထဲပြစ်ချပေးလိုက်ပါရဲ့ဒီတက်ကင်လေးကိုမြန်မြန်ဖတ်ထားလိုက်ကံပေါ်ကိုကြိုးစားပြီးတက်လိုက်ပါ နောက်ဆုံးမှာတော့မြေခွေးလေးက လင်းယုံငတ်ရဲ့အကူအညီနဲ့လွန်မြောက်သွားခဲ့ပါရယ်။မြေခွေးကလင်းယုံငတ်ကိုအယံကျေးဇူးတင်သားပါရယ်။ကျေးဇူးတင်ပါရယ်။မင်းအငေါ့ကဲတင်ပေးခဲ့ရပဲ။ရပါရယ်ကွာအေးစေးပါ။ကိစ္စမရှိပါဘူး။ကျွန်တော်လည်းအခွင့်အရေးရရင်ပြန်ပြီးကူညီပေးပါမယ်။မင်းပေးကင်ဖို့ငါဆုတောင်းပေးပါရယ်။ကျေးဇူးတင်ပါရယ်။တောင်းမယ်နော်။ဒီနေ့မှတော့မုံဆိုးတယောက်ကတော်ရီကိုအမဲပြက်ထွက်လာခဲ့ပါရယ်။မုံဆိုးကခလလန်းကိုရောက်လာတော့လင်းယုံငတ်ကိုမြင်သွားပါရယ်။ ိုးငါဒီနေ့တော့ဟန်ကြပြီသူရဲ့အသားအရသာရှိတယ်အဲဒီနောက်မိုးဆိုးကြီးကလက်ထရာဒူးလေးနဲ့လင်းညုံငက်ကိုချိန်လိုက်ပါတယ်မိုးဆိုးဟာလင်းညုံငက်ကိုဒူးလေးနဲ့ပြင်မလုံလုံးနေရာကိုခလလန်မှာရှိနေတဲ့မြေကွေးကမြင်သွားပါတယ်ဟင်သူကငါ့ကိုကူညီခဲ့တဲ့လင်းညုံငက်ကိုပြင်မလုံလုံးနေရပါလားမဖြစ်ဘူးငါအမြတ်သွားကူညီမရမယ်ဒီလိုနဲ့မြေခွေဟာမုတ်ဆိုးစီကိုအမြန်ပြေးဝင်သွားပြီးခြေောက်ကိုကြိုက်ကထွက်ပြေးသွားပါရဲ့ အိုးအိုးနားလိုက်တာဘာတူလဲငါချတော့ကြိုက်တာအိုးတွေးရင်များကြီးထွက်နေပြီဟေးဟေးဟေးမြေခွေးမပြေးနဲ့မိုးဆိုကမြေခွေးနောက်ကို အမြန်ပြေးလိုက်သွားပြီးလိုက်ဖမ်းပါတယ်လင်းရုံငက်ကလည်းအောက်မှာဆူညံနေရကိုကြည့်ပြီးတော့တခြားနေရကို ပြန်သွားပါတယ်မြေခွေလေးကမောဆူကြီးရဲ့လက်ကနေလွတ်မြောက်အောင်ကြိုးစားခဲ့ပေမဲ့နောက်ဆုံးမှာတော့မြေခွေဟာမောဆူဖန်စီရာကိုခံလိုက်ရပါတယ်။ဟင်မင်းလုံလုံငငယ်လွတ်သွားရတယ်။မင်းကချက်စားမင်း ဒီနေ့လေငါဖမ်းမိသားတွေမနေဘူးဒီညတော့မင်းကိုခရင်တင်နဲ့အဆက်ချက်စားမယ်ငါလွတ်လွတ်ပါတောင်းပန်ပါလေခနာကြတော့မဟုတ်ဆိုကမြခွေးကိုလောင်အိမ်ထဲကိုချိန်ကသူ့ရဲ့အိမ်ကိုခေါ်သွားခဲ့ပါရယ်ဟဲ့မင်းတို့အော်နေရရဲ့ဆက်နားပို့လိုက်တာဘသူမှမင်းတို့မကူညစ်နိုင်ဘူးဒီနေ့အများကြီးပဲဖမ်းမိတယ်ပြောလိုက်တာငါရုံးရည်လေးရှိတယ်အရေးချင်းလေးရှိတယ်ဟာဟာဟာငါတို့အလုံးအခုဘယ်လိုကြမှာလဲ ပြန်ပြီးလွမြောက်ဖို့ဆိုတာငါတို့လည်းကံစိုးပါရဲ့ကွာအခုတော့ဒီကနေလွမြောက်ကြမှာမဟုတ်တော့ဘူးတိမ်မဲ့ချင်းတူတူပျော့ပျော့နေပါတချင်းတို့လည်းတူတူစိုးကြအောင်အိုးစိုးကြီးကအိမ်ကိုပြန်ရောက်လာပြီးကတားကြမှာပဲအိုးစိုးကြီးရဲ့သူငယ်ချင်းကရောက်ရှိလာပါတယ်ဟဲ့သူငယ်ချင်းဒီညစာဘာချက်မှလဲအေးကွာငါမှဒီနေ့မနေ့ဖမ်းမိလာတယ်ငါဟင်းချက်ပြုတ်ဖို့ကုညီပေးပါဦးရပါတယ်ငါချက်ပြုတ်ပေးပါမယ်ဒီလိုဆိုရင် မြေခွေတာချက်မေကွာမင်းလည်းကြိုက်တယ်မဟုတ်လားကောင်းပါကွာငါခုပဲပြင်ဆင်ပေးပါမယ်ဒီလိုနဲ့ဖိုးလွေကညော့ဆက်ချက်ပြုတ်ဖို့အတွက်ပြင်ဆင်ပါတယ်။အိုးငါမတည်ချင်သေးဘူးအရင်မကြောက်ပါနဲ့ငါတို့လည်းနေလဲရှာပြီးထွက်ပြေးကြတာပေါ့ငါတို့အားလုံးကဘဝတူတွေပါလွတ်မြောက်ဖို့နေလဲရှာကြတာပေါ့อืมငါငန်းချက်ရင်ကောင်းမလားဘသူစအောင်မလဲမြေခွေကိုပဲချက်ပြလိုက်မယ်ဖိုးလွေကမြေခွေကိုခေါ်သွားပါရဲ့ မြေခွေးကလည်းတေးကျန်ဆောင်နေလိုက်ပါတယ်။ဖုံးလွင်လည်းဓာတ်ကိုတေးချပြင်ဆင်လိုက်ပြီးဓာတ်နဲ့ခုံမလို့လုပ်တဲ့အချိန်မှာပဲမြေခွေးကဓာတ်ပြေသွားပါတယ်။ဖုံးလွင်ကအမြန်ဖန်ရင်နောက်ဆုံးမှာတော့မြေခွေးကဖုံးလွင်ရဲ့မျက်နှာကိုကုတ်ချက်ပြီးတော့ထွက်ပြေးသွားပါတယ်။အမလေးအိုးနားလိုက်တာတေးပါပြီ။မြေခွေးကတော့ရဲရင်ပြီးပါနေပါတယ်။ချက်ချင်းပဲလိုင်းရင်ရှိရာအမြန်ပြေးသွားလိုက်ပြီးသူပြောထားသလိုအလုံးလွမြအောင်ကုညီပေးခဲ့ပါရဲ့ မြေခွေလေးကုညင်ပေးခဲ့လို့အလုံးလည်းနှောင်းအိမ်တဲကနေလွတ်မြောက်သွားပြီးတော်ရီကို ဝင်ပြေးကုန်ကြပါရဲ့ခနာကြတော့ဖိုးလွင်လေးရောက်ရှိလာပြီးမြေခွေကိုအမြန်ဖမ်းပါရဲ့ဖိုးလင်းတယောက်ခနာကြတော့မြေခွေကို ပြန်ဖမ်းမိသွားပါရဲ့မင်းမင်းဘယ်ကိုပြေးမလို့လဲအခုချက်ချင်းမင်းငါချက်ပြုတ်မယ်လာခဲ့စဲကုညင်ပါဦးကုညင်ပါအစိုးစီရနေလွန်မြောက်လာကြတဲ့တရိတ်ဆန်လေးတွေကအကူကြီးတောင်းရင်အမြန်ပြေးနေကြပါရဲ့ တောင်လေးရုံငယ်ကြီးကမြင်သွားခဲ့ပါရဲ့။ဟေးမင်းတို့ဘာဖြစ်လာကြလဲ။အလန့်တကြားနဲ့ငါတို့မဆိုးဖမ်းသွားလို့လေ။မြေခွေလေးကကူညီပေးခဲ့တယ်။အရင်ကြောက်စရာကောင်းတာပဲ။မြေခွေလေးညညကတော့လိုက်မလာဘူး။သူဟိုးမှာပဲထင်နေ။ဟေးသူဘေးကင်းရဲ့လား။သူမဆိုးကြီးဖမ်းမိပြီထင်နေ။မင်းတို့ကသူ့ကိုမကူညီကြအောင်လား။ဟုတ်ကွာ။ငါတို့သွားကူညီပေးမှရမယ်။အဲဒီနောက်မှာတော့ တင်းယုံငယ်ကြီးကမြေခွေးစီကိုအမြန်လိုက်သွားခဲ့ပါတယ်။အဲဒီချိန်မှာတော့မိုးဆူကြီးကအင်ကိုပြေးအောင်လာပါတယ်။ဟိုမင်းရမျက်နာပေါ်ထရာနဲ့ပါလားဘလို့ဖြစ်တာလဲ။မင်းဖမ်းမိထားတာတွေအကုန်ပြန်လုပ်ကုန်ပြီ။ဟေးဘလို့ဘလို့ဒီမြေခွေးလေသူလှုပ်လို့ငါမျက်နာဒဉ်ရရအောင်လေသူပဲလှုပ်တယ်။ငါတောင်းမန့်ပါတယ်သူငယ်ချင်းဟာငါလှုပ်တာမဟုတ်ဘူးသူလှုပ်တာ။အိုးဒီမြေခွေးကွာ မင်းကိုအိမ်မှာထားခဲ့မိတာငါမားတာပဲဒီလိုနဲ့မိုးဆိုးကြီးကမြေခွေးကို သူကရန်ချက်ပြုံးမလို့လုပ်ပါရယ်မိုးဆိုးကမြေခွေးကိုချက်ပြုံးမလို့လုပ်ပေမဲ့မြေခွေးကချက်ချင်းပြဲထွက်ပြေးမလို့လုပ်ပါရယ်မိုးဆိုးကလည်းမြေခွေးကိုအမြန်ဖမ်းရင်နောက်ဆုံးမှာတော့မျက်နာမှာတိမ်အားရသွားခဲ့ပါရယ်အိုးဒီမြေခွေးကမင်းတို့မရတော့ဘူးဟင်းဦးထဲကိုချိန်မှရတော့မယ်အဲ့ချိန်မှပဲလင်းယုံငက်ကရောက်ရှိလာခဲ့ပြီ အပေါ်ကနေကြည့်လိုက်တာမော်ဆိုးမြင်သွားပါတယ်။လင်းုံငက်ကခဏချင်းတွင်းမှပဲမော်ဆိုးကိုဝင်ရောက်တိုက်ခိုက်လိုက်တာမြေခွင်လည်းမော်ဆိုးလက်ကနေပြန်လွတ်သွားပါတယ်။ဟေးဟေးဟေးကုညစ်ပါဦးငါတို့ချက်ချင်းလင်းုံငက်စီကိုလိုက်ကြရအောင်။သူနဲ့တူတူမြေခွေးပါပါသွားတယ်။အဲဒီချိန်မှာတော့မြေခွေးနဲ့လင်းုံငက်ဟာတော်ရီကို အမြန်ထွက်ပြေးကြပါတယ်။မဆိုးကြီးနဲ့ဖိုးလွင်တို့ကလည်းအနောက်ကနေအမြင်လိုက်ကြပါရဲ့ခလန်လန်းကိုရောက်တော့ မော်ဆိုကြီးဟာလက်ထေကဒူလီနဲ့လင်းယုံညက်ကိုချိန်ထားလိုက်ပါတယ်။လင်းယုံညက်ကတော့မြေခွေးကိုတူနေအတူချီယူသွားပါတယ်။ခဏကြာတော့မော်ဆိုဖြစ်လိုက်တဲ့မြားဟာလင်းယုံညက်ကိုထိမှန်သွားပြီးလင်းယုံညက်က မြေပြင်ပေါ်ကိုပြုတ်ကျသွားခဲ့ပါတယ်။သူ့ရဲ့ကိုယ်ပေါ်မှာလေးတွေးထွက်လာခဲ့ပါတယ်။အိုးညက်လေးအမြန်ထပါဒီနားမှာပဲရှိရမယ်မြင်မြရှာစေ။မော်ဆိုဟာသူ့ကိုပြစ်လိုက်တဲ့ လင်းုံငက်ကို ရှိုင်းနေအတန်းကြောင့်မတော့တပတ်ကံမှာတရားနဲ့ရဲကြနေတဲ့လင်းုံငက်ကိုမြင်တွေ့သွားပါရဲ့။အိုးဟိုမကြီးငါတွေ့ပြီမြင်မြတ်ချပါ။အိုးငါဘယ်လိုလုပ်ရမလဲ။မြေခွေလေးကတော့လင်းုံငက်ကြီးကိုပြောနေရချိန်မှာပဲခလန်လန်ကနေအတန်းတွေကိုကြားလိုက်ရပါရဲ့။မြေခွေလေးကလည်းဆူတောင်းလိုက်ပါရဲ့။ငါတို့ကိုတရားကူညီပေးပါ။ငါဘဒုကိုမှလည်းဒုက္ခမပေးခဲ့ဘူးပါဘူး။ခနာကြတော့ဝင်းပလွေတကောင်ချက်လာပါရဲ့။ ငါမင်းတို့ဘာကူညီပေးရမှာလဲငါ့ကိုပြောပြပါကျေးဇူးတင်ပါတယ်။သွားတရားရပြီးလဲကြနေရဲ့မိုးဆိုးတွေလည်းဒီကိုလာကြတော့မယ်ကူညီပေးပါ။ရပါတယ်ငါကူညီပေးမယ်။ငါလည်းဘိုက်စာလို့အစာထွက်လာရှာတာဘတ်တူအစာမလဲမသိ။အိုးဝင်ပလွေဒါဆိုရင်လူသားကိုစားပါ။တခြားဘာသားနဲ့မှမတူပါဘူး။ခနာကြရင်မိုးဆိုးတွေဒီကိုရောက်လာလိမ့်မယ်။သူတို့အသားအရန်ကောင်းပါရဲ့။အိုးဟုတ်လား။ငါစိတ်ဝင်စားတယ် ဲ့အချိန်မှာတော့မိုးဆိုးနေရောကတဖက်ကန်းကိုသွားပြီးညနေမြေခွေးကိုယူမလို့ပြောဆိုနေပါတယ်။အိုးဒီမှာမိကျောင်းနေရှင့်နိုင်နေလာပါကွာသူရဲ့ဘော်မကြောက်မနဲ့တခြားနေလည်းမရှိဘူး။လာသွားကြမယ်။အရင်နောက်မှာတော့မိုးဆိုးကမြေတဖက်ကန်းကိုကုခဲလာပါတယ်။အိုးသူတို့လာနေကြပြီဒီမှာပဲစောင့်နေလိုက်နော်။မြေခွေလေးကလင်းယုံငက်ကိုတ냐ခေါ်သွားပါရဲ့ဝံပလွေကလည်းမြေခွေလေးပြောသလို သူစီကိုရောက်လာမဲ့နေရာကိုစိတ်ရှိရှိစောင့်နေပါတယ်။ဝမ်ပလီကလိုတာကိုအရင်စားကြည့်ချင်နေပါတယ်။အိုးငါတို့ရောက်လာပြီပြောတာပဲမဟုတ်လား။ဘာမှမရှိပါဘူးလို့မောဆူချင်းနဲ့ဖိုးလွင်တို့ဟာတပတ်ကန်းကို ရောက်လာခဲ့ပါတယ်။တမဲသူတို့ရောက်သွားတော့လင်းုံငက်ကမရှိတော့ပါဘူး။တွေးရကိုသာတွေ့လိုက်ရပါတယ်။အဲဒီအချိန်မှာပဲဝမ်ပလီကရောက်လာပြီးမောဆူချင်းစီကို အမြန်ပြေးဝင်လာခဲ့ပါတယ်။ မောဆိုကြီးကတော့မကြောက်ပေမဲ့ဖုန်းလင်ကတော့ထိုင်နေရကနေတကအမြန်ထွက်ပြေးပါရဲ့ဟိတ်ဟိတ်မင်းဘယ်ကိုပြေးတာလဲငါပြစ်မလဲမင်းကကြောက်နေပြန်ပြီမောဆိုကြီးကချက်ချင်းပဲဒူးလေးကိုအသင်ပြင်ကဝင်ပလီစီကိုပြစ်လိုက်ပါရဲ့မြောက်ဝင်ပလီတဲကိုစိုက်ဝင်သွားခဲ့တယ်လို့မောဆိုကြီးစီကိုရောက်လာတဲ့ဝင်ပလီကအပါတရားကိုက်စားလိုက်ပါရဲ့နောက်ဆုံးမှာတော့မောဆိုကြီးလည်းအသေးဆုံးသွားခဲ့ပါရဲ့ စီယွန်ချင်းကခွန်အားပဲပြပြီးကွင်ညပေးချင်းကကောင်းပါတယ်ဇလန်လေးကတော့ဒီမှာပဲပြည့်စုံသွားပါတယ်